တောင်တန်းတုံးနဲ့ကြီးချေရင်မှာထန်းတိုးရွာလေးတရွာရှိပါတယ်။ရွာသားတွေဟာရိုးရှင်းပြီးကြောက်ရွံ့တက်ကြပါတယ်။တညနေခင်းရွာရဲ့အရှိတ်ကျဲပြန့်သောတောအုပ်ကြီးထဲမှာထူးဆန်းတဲ့အလင်းရောင်တစ်ခုပေါ်လာပါတယ်။အစိမ်းရောင်ပြာနုရောင်ခရမ်းရောင်တွေပြောင်းလဲနေတဲ့ထူးဆန်းတဲ့အလင်းမှာမီးပုံးတွေလား။နတ်ကုန်းကမီးလင်းပွင့်တွေလား။အနည်းရှိတဲ့နတ်ဆိုးတကောင်လားရွာသားတွေထိတ်လန့်သွားကြပါတယ်။ ဘသူမှတော်ရဲကိုဝင်ဖို့မတော်ဝင်ကြပါဘူး။သူတို့ရဲ့ကြောက်ရွံ့မှုတွေဟာခဏအတွင်းဒဏ္ဍာရီလိုဖြစ်လာပါတယ်။ညအခါအဲ့ဒီအလင်းကပိုတောက်ပလာတော့တဲရွာရဲ့အသက်အကြီးဆုံးဖြစ်တဲ့ဦးအောင်ဟာဒီအရာကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။လူငယ်တတိရှင်တီဟောက်ကိုခေါ်ပြီးဓာတလက်နဲ့မိအိမ်တစ်ခုကိုကင်ကာတော်ရဲကို ဝင်လိုက်ပါတယ်။ရွာသားတွေက သူတို့နှစ်ယောက်ကိုကြေကွဲစွာကြည့်နေကြပါတယ်။အလင်းရောင်ကိုလိုက်ရင်းနဲ့နဲတဲ့တော်ရဲထိရောက်သွားပါတယ်။ ခြေတံတွေတီတီတွတ်တံတွေနဲ့အတော်ကြောက်เสียရကောင်းပါတယ်။နောက်ဆုံးတစ်ပင်ကြီးတွေရဲ့အကာရန်ကြားကကျေပြန်းတဲ့နေရာလူလေးတစ်ခုမှာအလင်းရဲ့အရင်းမြစ်ကို သူတို့တွေ့လိုက်ရပါတယ်အဲ့ဒါဟာခရင်ရောင်မှုတက်တစ်ခုပါဒါပေမဲ့တာမန်မှုတက်မဟုတ်ပါဘူးမှုတက်ရဲ့ဖက်လုံးလေးတွေမှာပိုးဆုံးကျူးလေးတွေအုံနေကြပါတယ်ထောင်နဲ့ချီတဲ့ပိုးဆုံးကျူးလေးတွေဟာသူတို့ရဲ့ဝမ်းပိုက်ကလေးတွေမှာတဘာဝတန်းငွေတွေနဲ့ အယောင်တွေထွက်ပေါ်နေပါတယ်သူတို့ဟာညအချိန်လင်ကွဲရှာပွေဖို့မိလိုက်ဖို့လာစုကြတာပါတစ်ပင်တွေခြုံတွေတွေရဲ့အရေးထဲမှာမှုတက်ကြီးဟာတဘာဝမီးပြတိုက်ကြီးလိုနှပ်ပစွာတောက်ပြောင်နေပါတယ်ဥအောင်နဲ့တီဟပြုံးမိကြပါတယ်ကြောက်စိတ်တွေပျောက်ကွယ်သွားပါတယ်သူတို့ပြန်လာတော့ ရွာသားတွေကိုအမှန်တရားကိုပြောပြကြပါတယ်ရွာသားတွေရှက်ကုန်ကြပါတယ်သူတို့ရဲ့ကြောက်ရွံ့မှုနဲ့စိတ်ကူးယဉ်မှုတွေဟာဘလောက်တောင်ကြီးမားတဲ့စိတ်မားယွင်းမှုတစ်ခုကိုဖန်တီးနိုင်နေဆိုတာသဘောပေါက်သွားကြပါတယ်အဲ့ဒီညကစပြီးထန်းတို့ရွာသားတွေဟာမမြင်ရသေးတဲ့အရာကိုမကြောက်တတ်တော့ပါဘူး မင်းမြန်းဖို့စူးစမ်းဖို့အရေးကြီးရယ်ဆိုတာသိယူလိုက်ကြပါတယ်ပြီးတော့တောအုပ်ကြီးရဲ့အနက်ဆုံးနေရာမှာပိုးဆုံးကျူးတွေရဲ့ခရမ်းရောင်ပြာရောင်မိပြတိုက်ကြီးဟာညာတိုင်းလှပစွာတောက်ပနေတော့တာပါပဲဒီပုံမြင်လေးမှာကြောက်ရွံ့မှုနဲ့မတိနားမလည်မှုကြောင့်ဖြစ်ပေါ်လာတတ်တဲ့စိတ်မားရွေးမှုတွေကိုဖော်ပြထားပြီးမင်းမြန်းစူးစမ်းခြင်းရဲ့အရေးပါမှုနဲ့တဘာဝရဲ့အံ့ဩဖွယ်အလှတရားတွေကိုမိမောင်းထိုးပြထားပါတယ်ရိုးရှင်းပေမဲ့အတွေ့ပေးစရာအတူလေးဖြစ်အောင်ရေးထားပါတယ်